ရသမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါရရှင်။စုကြတာ TV မှာသား၃ယောက်နဲ့ချိမ၃ယောက်ရှိပါတယ်။ချမ်းသာရမိသားစုကနေလာတဲ့ချိမ၂ယောက်ရှိပြီးအဲ့ဒီလူတွေကတော့ရက်ခါနဲ့ဦးမဖြစ်ပြီး အငယ်ဆုံးချိမကိုမကတော့စင်းရဲမိသားစုကလာတဲ့သူပါ။အဲ့ဒါကြောင့်ပဲစုကြတာ TV ဟာချိမ၂ယောက်ဖြစ်တဲ့ရက်ခါနဲ့ဦးမတို့ကို အရန်ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ပါတယ်။ ဒါပေမဲ့ချိန်မအငယ်ဆုံးကုမာကိုတော့ကောင်းကောင်းကယူမဆိုင်ပါဘူး။အဲဒါကြောင့်ပဲရခါနဲ့ဥမာတို့ကလည်းသူတို့ရဲ့ညီမကုမာကိုအချိန်တိုင်းလိုလိုစော်ကားနေတတ်ကြပါတယ်။အမေကြည့်ပါဦး။ကုမာကအမြဲတမ်းစည်ရင်သားလိုပဲပြုတ်မှုတတ်တယ်။ပဲဟင်းကိုလည်းအယတာမရှိအောင်ရေပြုတ်သလိုပဲချက်ထားတယ်။ပြီးတော့ရိုတီကိုလည်းကြည့်ပါဦး။အမေယာထော့ပတ်တာမလိန်ထောင်း၆နေရဲ့ရိုတီကိုပဲထည့်ပေးထားတယ်။ကုမာသမီး ဒီလာခင်ပေါ့အမေနဲ့ကိုအခုချက်ချင်းပြောပြစရာ တခုရှိတယ်။တမီးကဆင်းရဲတဲ့မိသားစုကလာရန်ဆိုပြီးငါတို့ကဘာဆင်းရဲသားလို့တတ်မှတ်နေရလား။ငါတို့ရဲ့အိမ်မှာဘာမှမရှားပါတဲ့ဟာကိုဘာလို့ဒီလောက်တောင်နှမျောနေရတာလဲ။ပြီးတော့ဘာလို့ဒီနေ့ထမင်းထဲကို ထောပတ်မထည့်ထားရတာလဲ။အမေထောပတ်ကကုံသွားလို့အိမ်မှာရှိတဲ့လောက်အကုန်သုံးခဲ့ရတာ။အမေထောပတ်ကအလွန်ခဲ့တဲ့နှစ်ရက်ကပဲအိမ်ကိုရောက်လာတာလေ။အဲ့ဒါကိုကိုမက ီလောက်မြင်မြန်ကုတ်အောင်ဘလို့လွတ်လိုက်တာလဲကမာကသူ့အမေရဲ့အိမ်မှာထောပတ်ကိုတခါမှမစားဘူးလို့အိမ်မှာရှိတဲ့အကုံစားဖြစ်တာဖြစ်မယ်မဟုတ်ပါဘူးအမေကျမထောပတ်တွေကိုခြံထားခဲ့ပါသေးတယ်ဒါပေမဲ့မနေ့ကရခါဘာဘီနဲ့ဥမာဘာဘီကပီနီယာမုတ်လေးလောက်ခိုင်းလို့ထောပတ်အကုံသုံးခဲ့ရတာပါကမာအခုနေကငါချွေးမာရီရဲ့အစားအသောက်တွေကိုပါမျက်စိနဲ့ကြည့်နေရလားဒီလိုအရာမျိုးတွေကိုခွန်မာ နင်ဘလို့လောက်ရတာလဲအေးလေနင်ကဆင်းရဲမိသားစုကလာတာဆိုတော့ဒီလိုပဲပြုတ်မူတာပေါ့အခုဒီကနေထွက်သွားတော့ချိမလေးရခါနဲ့လလာကိုခေါ်လိုက်ပါပြီးရင်အင်ကိုတန်စင်နဲ့ထောပတ်9ကီလိုပို့ပေးဖို့ပြောလိုက်အစီခံနဲ့ပို့ခိုင်းလိုက်နော်ကမာတယောက်ဟာမိဖို့ကြောင့်တဲကိုငိုပြီးဝင်သွားပါတယ်ခလိုမျိုးအင်ကလူတွေရဲ့အနိုင်ကျင်တာမျိုးကိုခွန်မဟာမကြာခဏခံနေရပါတယ်နှစ်သက်ကူဟာလဲရောက်ခါနီလာပါပြီ ိမ်မရှိတဲ့သူတွေဟာလည်းနှစ်သက်ကိုပါတီအတွက်ပြင်ဆင်နေကြပါတယ်။ချိန်မလီရခါနဲ့ဦးမာတို့ဟာလည်းသူတို့ရဲ့မိဘတွေကိုနှစ်သက်ကိုပါတီကိုဖိလိုက်ပေမဲ့ကိုမရဲ့မိဘတွေပဲကြံ့ရင်နေပါတယ်။အမေကျမတို့ရဲ့မိသားစုဝင်အားလုံးကိုနှစ်သက်ကိုအတွက်လာဖို့ပြောပြပြီးဒါပေမဲ့ကိုမရဲ့မိသားစုဝင်တွေကိုတော့ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားရအောင်မေမိထားလိုက်တော့ချိန်မလီတို့ဘာလို့အဲ့ဒီတံတောင်းစားတွေကိုအမေတို့အိမ်ကိုဖိတ်ရမှာလဲမင်းတို့မိသားစုနှစ်ခုစလုံးက အားလုံးပါတီကိုလာကြလိမ့်မယ်။မင်းတို့မိဘတွေနဲ့ခမရဲ့မိဘတွေကြားမှာအများကြီးကွာခြားလွန်းနေ။မဟုတ်ဘူးမေ။ညီမလေးခမကိုအဲ့လိုမလုပ်ပါနဲ့။အခုကျမပြောပြသလိုပဲညီမလေးရဲ့မိဘတွေကိုဖိတ်လိုက်ပါ။ဒါပေမဲ့အမေဖိတ်တဲ့အခါမှာတော့လူတွေအားလုံးရှေ့မှာသူတို့ကို အရှက်ရစေမယ်နည်းနဲ့ဖိတ်လိုက်ပါ။ခမတို့တွေတသက်လုံးမှတ်မိနေအောင်လေ။သူတို့တွေကိုအင်ကိုခေါ်ခဲ့လိုက်။ကျမတို့ကိုအားလုံးရှင်းပြပေးလိုက်မယ်။ ရခာနဲ့ဥမာတို့ကသူတို့ရဲ့ရောက်ခမနဲ့အတူကိုမရဲ့မိဘတွေကို အရှေယာစေဖို့အစီအစဉ်ဆွဲခဲ့ပါတယ်။အမေကြီးနဲ့ချေမလေးတို့ဟာကိုမရဲ့အခန်းရှိရာကိုလမ်းလျှောက်လာခဲ့ကြပါတယ်။ချေမအိမ်မှာနှစ်တကူပါတီရှိတယ်။ရခာနဲ့ဥမာတို့ရဲ့မိဘတွေလည်းအင်ကိုလာကြမှာဆိုတော့ချေမလေးမင်းရဲ့မိဘတွေကိုလည်းဖိတ်လိုက်ပါ။ဒီတစ်ခါတော့ငါတို့အားလုံးအတူနှစ်တကူကိုအတူတူဆင်နွှဲကြမယ်လေ။ဟုတ်ကဲ့မေ။ကျမအမိဘတို့ကို ဖိတ်လိုက်ပါမယ်။ အိမ်စကားကိုကြတော့ရက်ခါနဲ့ဦးမတို့ email လိုက်ကြပြီးခမိုင်းမိပါရင်းရောက်လာရင်ပျော်စရာကြီးဖြစ်တော့မှာပဲလို့တွေးတော့နေပါတယ်။ခမကတော့သူ့ရဲ့အမရင်းနဲ့အကြီးဖြစ်သူနီယာတို့ဟာသူ့ရဲ့နောက်ွယ်မှာဘာတွေလုပ်နေလဲဆိုတာကိုလုံးဝမသိခဲ့ပါဘူး။ဒီဇင်ဘာ31ရက်ဟာလည်းရောက်လာပါပြီ။ခမရဲ့ရက်ခမအိမ်မှာလည်းပါတီပြင်ဆင်မှုတွေဟာလည်းလုပ်နေကြပါတယ်။အိမ်ကိုလည်းရက်ခါနဲ့ဦးမရရဲ့မိပါရင်းလည်းရောက်လာကြပါတယ်။ ရခိုင်နဲ့ဦးမတို့ကမိဖို့ချောင်ကိုလုံးဝမဝင်ကြပါဘူး။ချိန်မလေးတွေဟာသူတို့ရဲ့မိဘတွေနဲ့စကားပြောရင်အလုံးရှုံနေခဲ့ကြပါတယ်။ခမချိန်မလေးတမီဧည့်သည်တွေကိုပကံတွေပေးပြီးပြီလား။တမီထော်ပတ်ငယ်သီးနဲ့ဟင်းခက်မွေးကြိုင်တွေကို ကောင်းကောင်းသုံးတော့နှမျောမနေနဲ့။အင်ကိုလာတဲ့ဧည့်သည်တွေဟာသူတို့ရဲ့အင်ကိုပျော်ရွှင်စွာနဲ့ပဲပြန်သွားတဲ့နဲ့ပြီးတော့နေမိဘတွေနဲ့ညီကိုမောင်နှမတွေကဘဲမှလဲ သူတို့တွေကအင်္ဂလာရာနောက်ကျရင်နော်ချိန်မလျဲမိသားစုတွေကအချိန်မီရောက်လာခဲ့ရင် ပါတီကအတော်ကိုပျော်ရှင်ရမှာဟုတ်ကဲ့မေကျမလူတိုင်းကိုအစားအစာတွေပေးပြီးပါပြီကျမအမေနဲ့လည်းစကားပြောခဲ့ပြီးပါပြီအမေတို့တွေကလမ်းမှာရောက်နေပါပြီထွက်ချိန်မှာပဲကိုမရဲ့မိဘတွေနဲ့ညီကိုမနှမတွေပါတီပွဲရှိရာအင်ကိုရောက်လာကြပါတယ်ဟယ်လိုဟယ်လိုလာကြပါအမကြီးတို့အားလုံးရောက်လာဖို့စောင့်ရတာအချိန်ကြာလိုက်တာ ီစမာ31ရက်ဖြစ်တော့လူတွေအရန်များတယ်အော်တိုကားတော့ရှာလို့မရဘူးကျမတို့အော်တိုကားကို အတော်လေးရှာပြီးမှဒီကိုရောက်လာတာပါအော်ဟုတ်ကဲ့အမကြီးကျမမိနေရရခါချွေမနဲ့ဦးမချွေမရဲ့မိသားစုဝင်တွေကကားနဲ့လာကြတာပါအမကြီးတို့မှာကြကားမှမရှိရဘူးပြီးတော့အမတို့ကားဝယ်ဖို့ကလည်းနီလမ်းမှမရှိရဘူးကျမတတိမထားမိခဲ့ဘူးထားလိုက်ပါတော့အမတို့လာကြပါအောင် ကျွန်မရက်ခါနဲ့ဦးမရရဲ့မိသားစုဝင်တွေနဲ့မိတ်ဆက်ပေးပါမယ်။ကျွန်တော်မှုချစ်စိုးရယူလာခဲ့ပါတယ်။ဒါကနှစ်သက်ကူအတက်ပါ။ညီမလေးလက်ခံပေးပါအောင်။ကျွန်မတို့မှာဈေးကြီးရဲ့စိုင်းကြီးတစ်ခုရှိပါတယ်။ထော်ပတ်တန်းနဲ့လှူထားတဲ့မှုချစ်စိုးရကိုအဲ့ကနေရနိုင်ပါတယ်။အမတို့ကြည့်လိုက်ပါအောင်။ကျမတို့မစားရင်တော့အစိခံတွေကိုပေးလိုက်လို့ရပါတယ်။သူတို့အတွက်ကလည်းဒီနေ့ကနှစ်သက်ကူပဲလေ။ကိုမဟာအိအရာအလုံးကိုနားထောင်ပြီးနားလဲခဲ့ပါတယ်။ အခုအချိန်မှာဒီနေရာမှာသူမရဲ့မိဘတွေကအရှက်ရနေပြီဆိုတာကို သူမသိခဲ့ပါတယ်။ဒါပေမဲ့လည်းသူမဟာတိတ်ဆိတ်စွာပဲနေခဲ့ပါတယ်။ကမာရဲ့အမရိကတော့သူတို့ရဲ့မိသားစုဝင်တွေကိုဖျော်ဖြေပေးနေခဲ့ကြပါတယ်။ဆူရရှာလည်းအရာအလုံးကိုကြည်နေခဲ့ပါတယ်။ကမာမင်းရဲ့အမေနဲ့အဖေအတွက်ပကံတစ်ခုစီယူခဲ့ပါ။သူတွေကအလုံးစတင် စားသုံးနေကြပြီ။ထူရှာ၊ဂျိုဒီ၊လာကြမင်းတို့လည်းထမင်းစားကြနော်။ ဟုတ်ကဲ့ကျွန်မအခုပဲပေးလိုက်ပါမယ်။အမေအဖေထူရှာဂျိုဒီလာထိုင်ကြကျွန်မစားဖို့အတွက်စီစဉ်ပေးမယ်။ကိုမဟာမီဘိုးချောင်းကိုအစားအစာယူပို့သွားခဲ့ပါတယ်။ဒါပေမဲ့ဟင်ဦးရီအားလုံးဗလာဖြစ်နေရကို သူတွေ့လိုက်ရတယ်။အစားအစာတွေဟာမရှိတော့ပါဘူး။ကိုမဟာတစ်ချက် စိတ်ပူသွားပါတယ်။အိုးဟင်ဦးရီအထဲမှာအစားအစာမရှိတော့ဘူး။ကျွန်မအများကြီးချက်ထားခဲ့တာကိုဘာဖြစ်တာလဲကိုမ။ဘာလို့စိတ်ပူနေရတာလဲ။ ညီမလေးကိုရဲ့မိသားစုကို အစားအစာမကျွေးသင့်ဘူးလားအခုကျမမိသားစုကိုဘာကျွေးရမှာလဲအစားအစာတွေကမရှိတော့ဘူးမနက်တုန်းကကျမဟင်းပွဲတွေ အများကြီးချက်ထားခဲ့တာတကယ်တမ်းလည်းအများကြီးပိုချက်ထားခဲ့တာအခုတော့မိဖို့ကြောင့်မှဘာမှမရှိတော့ဘူးအဲ့ဒါကြောင့်မကောင်းတော့ဘူးလေညီမလေးမင်းဒီလောက်မြများချက်ထားခဲ့ရင်အစားအစာတွေကဘယ်လိုကုန်သွားတာလဲငါခုအမေနဲ့အမတွေကိုအခုပဲသွားမေးလိုက်မယ်မဟုတ်ဘူးမဟုတ်ဘူးအခု ဒါမျိုးတွေကအလုပ်လို့မကောင်းပါဘူး။အမေတို့ကအေသရီကြားထဲမှာအလုံးထိုင်နေကြတာလေ။တွားမိလို့ရပါတယ်။မဟုတ်ဘူး။မဟုတ်ဘူးအကို။ကျမတခြားတစ်ခုခုလှုပ်ပေးလိုက်မယ်။ခဏတော့ကြားလိုက်မယ်။နေအောင်ငါဈေးရနေတစ်ခုခုမှားလိုက်မယ်။ညီမလေးဘလို့လို့မင်းကအလုံးကိုဒီလောက်မြင်မြန်ချက်နိုင်မှာလဲ။မဟုတ်ဘူး။မဟုတ်ဘူးအကို။ဈေးကမှားလိုက်ရင်အလုံးကတည်သွားကြလိမ့်မယ်။စိတ်မပူပါနဲ့။ကျမတခုခုလှုပ်လိုက်မယ်။ ကမိုင်းမိဘတွေကထိုင်ခုံနေမှာပဲအချိန်ကြာကြာထိုင်ဆောင်နေခဲ့ကြပါတယ်။ကိုမဟာဆူရက်ကိုတခုခုပြောလိုက်ပါတယ်။ကိုမဟာဆေးကနေအစားအစာမှဖွင့်ညှခဲ့တာဟာတမိုင်းမိဘတွေကကိုမဟာအိမ်မှာအစားအစာကုန်လုံးကိုချက်ပြုတ်တာကိုတီထားလိုပါပဲ။ကိုမဟာသူ့ရဲ့မိဘတွေကိုလေးစားတဲ့အနေနဲ့ဖူရီနဲ့အာလူဟင်ကိုအလင်းအမြန်ပဲပြင်ဆင်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲတမိုင်းရဲ့ယောက်ကမနဲ့အမနှစ်ယောက်ကမိဖို့ချောင်းတဲကိုရောက်လာကြပါတယ်။ဟဲ့ကိုမဟာ ဘာလို့ဒီပူရီတွေကိုကြော်နေရတာလဲအစားအစာတွေကအများကြီးပိုနေရအောင်ညီမလေးဘာလို့အခုလိုချက်ပြုတ်နေရလဲဆိုတာအမနားမလည်ဘူးညီမလေးခမကသူ့ရဲ့မိဘတွေနဲ့သူ့ရဲ့ညီကိုမောင်နှမတွေကိုအစားအစာပူပူလေးကျေးချင်တာထင်တယ်။ခမကကျမတို့မိသားစုကိုအစားအစာအီတွေကျေးခဲ့တယ်။အခုကြတော့ခမကသူ့ရဲ့မိသားစုကို အရသာရှိတဲ့အစားအစာတွေကျေးချင်နေတယ်။သူ့ရဲ့မိသားစုကဒီလိုမျိုးအရသာရှိတဲ့အစားအစာတွေတခါမှမစားဘူးလို့ဒီလိုလုပ်နေတာချိန်မလေး အစားအစာတွေအများကြီးရှိနေရဘာလို့ဒီလိုတွေထက်ချက်နေရတာလဲချိန်မလေးကြည့်ပါအောင်အိမ်မှာအစားအစာတွေဘလောက်ပိုနေလဲဆိုတာအမေတို့ကချမ်းသာတဲ့လူတွေဆိုပေမဲ့အစားအစာကိုဖြုံးတိလို့မရဘူးလေအဲ့ဒီအချိန်အဆူရက်နဲ့အခြားတွေဟာမိဖို့ချောင်းတဲကိုဝင်လာနေကြပါတယ်တောင်းပန်ပါတယ်အမေခုနတော့ကဒီအစားအစာတွေကမရှိခဲ့ဘူးအဲ့ဒီအချိန်တော့ကမိဖို့ချောင်းတဲကဟင်းအိုးတွေကအားလုံးပလာပဲအမတို့တွေကအစားအစာတွေကိုအခန်းထဲမှာတင်ထားခဲ့တာကိုကျမကမသိခဲ့ဘူး ကျမအားလုံးကိုနားလေသွားပြီမေကျမကအမေအတွက်အများကြီးလှုပ်ပေးနိုင်တယ်ဒါပေမဲ့အမေတို့အားလုံးကကျမကိုတမင်သက်သက်စော်ကားနေခဲ့တာပါကျမရဲ့အမေအဖေနဲ့ညီကိုမောင်နှမတွေအခန်းထဲမှာထိုင်နေကြတယ်ကျမဒီအိမ်မှာဆက်နေခြင်းစိတ်မရှိတော့ဘူးကျမအမေတို့နဲ့အတူတူကျမရဲ့အမေအိမ်ကိုပြန်တော့မယ်ဒီမှာရှိရဲ့ဘသူကမှကျမရဲ့လူလို့ခံစားရဘူးဆူရက်ကျမဒီမှာဆက်နေလို့မရတော့ဘူးလေးစားမှုမရှိတဲ့နေရာကနေထွက်သွားတာပိုကောင်းတယ် နေအောင်ကမညီမလေးတယောက်တည်းသွားလို့မရဘူးအခုလဲညီမလေးနဲ့အတူထွက်သွားမယ်ငါတို့ဒီမှာဆက်နေလို့မရတော့ဘူးကျွန်တော်ရဲ့ဇနီးကိုလေးစားမှုမရှိတဲ့နေရာမှာကျွန်တော်လည်းမနေနိုင်ဘူးကျွန်တော်ကုကုကုအချိန်တော်ကြာအောင်ထိန်းထားခဲ့ရတယ်ဟေ့ဆူရက်ဒီလိုမပြောပါနဲ့ရပါတယ်ဒီကိစ္စကတင်းငယ်တဲ့ကိစ္စလေးတွေပဲဖြစ်တတ်ပါတယ်ခမဒေါသကိုထိန်း မေတို့အားလုံးကနှစ်သက်ကူနေမှာဒီလိုမျိုးလုပ်ပြီးအိမ်ကလူတိုင်းကိုစိတ်ပြတ်အောင်မလုပ်ကြပါနဲ့။ကွမအေးအေးဆေးဆေးနေပါ။အေသေးရီမကြခင်ပြန်ကြလိမ့်မယ်။မနှက်ဖန်ကြမှာပဲငါတို့တွေဒီကိစ္စကိုဆက်ပြောကြတာပေါ့။ကွမရဲ့ယောက်ကမနဲ့အမဖြစ်သူနီယာတို့ကဒီကိစ္စမှာသူတို့ဟာတကယ်ပဲမှားခဲ့တယ်ဆိုတာကိုတွေးနေကြတယ်။ဒါပေမဲ့အချိန်နာကြာနေခဲ့ပြီ။ဆူရက်နဲ့ကွမတို့ကတီချနေထိုင်မှုအဆုံးဖြတ်ခဲ့ကြပြီးရဲ့အနေငယ်ကြမှာပဲသူတို့နှစ်ယောက်တီချအိမ်ပြောင်းသွားခဲ့တယ်။ နောက်ပိုင်းမှာပဲကိုမိုင်းရဲ့ယာကမာနဲ့အမဖြစ်သူနီယာတို့ကသူတို့ကိုယ်တိုင်လုပ်ခဲ့တဲ့ကိစ္စတွေအတွက်နောက်တရလာကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာကိုမရှိတုန်းကဘယ်အလုံးမှမလုပ်ခဲ့ရဘူး။ဒါပေမဲ့ကိုမထွက်သွားပြီးတဲ့နောက်မှာတော့အင်းရဲ့တာဝန်တွေအားလုံးကသူတို့ရဲ့ပခုံးပေါ်ကိုကြာရောက်လာခဲ့ပြီးကိုမလိုမျိုးစိတ်ထားကောင်းတဲ့ချီမကောင်တရားကိုဆုံရှုံခဲ့ရပါတယ်။ကိုမကတော့နှစ်သက်ကူမငင်းချစွာနဲ့ဘဝတည်တစ်ခုစတင်ခဲ့ပါတယ်။ တမိုင်ခင်မွန်တဲ့ Suresh နဲ့အတူသင်ခဲ့တဲ့အင်္ဂလိပ်မှာပေါ့ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါဦးနော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်